အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာရဲမြတ်တင်ရေးသားတော်မော်ကြာမောင်ကြိုင်းလို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာမော်ကြာမောင်ကြိုင်းကားစရာက ထိုင်ကုန်းတွင်နေရာယူပြီးနောက်ဆက်ကိုနှိုးလိုက်လေ၏ဘိုးကနေဆန်နိုးတန်နှင့်အတူမိโกမမဲတွေက အိဇောပိုက်မှတထောင်းထောင်းထွက်ပေါ်လာလေသည်မကြာခင်ကားထွက်တော့မည်မို့ဆက်တံမှန်မှန်ကိုကားစရာကအတန်ကြာအောင်ဆန်းတက်၍နေလေသည် ကိုမောင်ကြိုင်က ကားပေါ်ကိုမော်ကြည့်လိုက်မိသည်ကားပေါ်တွင်လူကတိတ်မများလှပါပစ္စည်းပစ္စည်းအများဖြင့်သာမောက်ချန်လျက်ရှိလေသည်အင်ဂျင်တွေကလတ်ခုံတွေမျောတွေပိုက်တွေကျိုးခွေတွေအပြင်တိုင်မီတွေမိုးကာလိတ်တွေချင်းတွေပလုံးတွေနဲ့ရှုပ်ချက်ခန့်နေသည်ကားပေါ်ဒီတစ်ဖက်တစ်ချက်တွင် စီထဲ့သောပလတ်စတစ်တပုံးတွေအစီအရေရှိတ်ဆွဲထားပြီးဇပွဲကလတ်ထားများ ဒကန်စင်များကိုတော့ကားနောက်မီးနိုင်ကျိုးဖြင့်ဆိုင်းကရှင်တောင်ထားလေ၏ကိုထုံးမြင့်ကကားပေါ်မှာသူ့လူများကိုတည်တည်ချာချာထိုင်ကြည့်ကြဖို့လန့်အော်ပြောသည်ထို့နောက်ကိုမောင်ကျန်ရှိရာသို့လျှောက်လာလေသည်ကိုမောင်ကျန်ကစီးကျူကကိုထုံးမြင့်လက်ကိုဖမ်းဆွဲပြီးဖြစ်ညှက်လိုက်သည်ဟာလူကြီးဒီတခါတော့တကယ်ပြန်တော့မှာပေါ့နှုတ်ဆက်တယ်ကိုမောင်ကျန်ကျွန်တော်ပေးထားတဲ့လိပ်စာအတိုင်းကြုံတဲ့အခါဝင်ခဲ့နော် တကယ်ခွဲရတော့မယ်ဆိုတော့လေဝမ်းနဲ့စရာကြီးပေါ့ကိုထုံးမြင့်ရဒီလိုပေါ့ဗျာဆန်းစုံစားကံကုံသွားလို့ဆိုတမို့လားပြီးတော့ကျွန်တော်ကခမားလို့မှမော်ကြကြီးမလုပ်နိုင်တာတို့ဟိုရောက်ရင်တော့ခမားလက်ဖက်ရည်ဆိုင်မယ်ပြန်ခွဲတော့မှာပေါ့ဟုတ်တယ်ဒုံရင်းမယ်ပြန်လုပ်တော့မယ်ရေနံတော့စိတ်ကုန်ပါပြီဗျာဒါနောက်ဆုံးပဲကားသွားပြီဗျာကိုထုံးမြင့်ကကားကောင်းတွေတက်ထိုင်လိုက်လေဤ ကားစရာကဂီယာတွင်းကမောင်းထွက်လိုက်သည်ကားပင်ဆလိမ့်သည်နှင့်ကိုထုံးမြင့်က လက်တပတ်ကိုထုတ်၍ဝေရန်ပြီးလက်ပီပြိုးပေါ်ကြကြီးဟုပြုံးပြဲပြဲမျက်နှာနှင့်အော်ဟစ်၍နှုတ်ဆက်လိုက်သည်ကိုမောင်ကြိုင်က လက်ကိုပြန်မြှောက်ပြလိုက်သည်ထို့နောက်တဤဤထွက်ခွာသွားသော ကားကိုငေးကြည့်ရင်ကြံ့ရင့်ခဲလေသည်ကားကတပြေးပြေးဝေးသွားခဲ့ပြီးနောက်တလိမ့်လိမ့်တက်လာသော ဖုံလုံးများကြားတွင်ပျောက်ကွယ်သွားလေသည် ကိုမောင်ကျိုင်ကအနီးကြီးတဟက်ပင်အောက်မှခုံတန်းပေါ်သို့ဝင်ထိုင်လိုက်သည်။လေယူးတစ်ချက်က သူ့ကိုဝိတ်ကဝိုက်ခါနှင့်တိုက်ခတ်သွားလေသည်။လေနှင့်တို့လိုက်ပါလာသောရေနံစိမ့်နှံကသူ့နှာဝကိုပုတ်ခတ်ကြည့်စေသွားလေသည်။အခုလိုအတူနေမိတ်ဆွေတယောက်ကအပီးအပိုင် ခွဲခွာသွားပြန်တော့စိတ်ထဲမှာကြေကွဲတယ်လို့တော့ဖြစ်မိတာ။ကိုထုံးမြင့်ကဒီရေနံပေါ်မှာသူနဲ့တဲချင်းဤအဖြစ်တနေ့ကြော်ကြော်လောက်အတူနေသွားခဲ့သူ။ တကယ်သဘောပြူမနှောပြူမိတ်ဆွေကောင်းကြီးတယောက်ကိုလိုရာသူကကိုညီသူလိုရာကိုက ပြန်ကိုညီဖြင့်အလွန်အားကိုးကြရသူတယောက်ကိုထုံးမြင့်ဒီမော်ကို ရေနံတူးဖို့ဆရောက်လာကလေးကကိုမောင်ကျိုင်နဲ့ရေဆက်ဆောင်ခဲ့သည် လူသေးဖြစ်သောကိုထုံးမြင့်အားစီနီယာကိုမောင်ကျိုင်ကအကြံပေးညံပေးနေပေးလမ်းပြပြုပြင်ခဲ့သည် ကိုမောင်ကျန်၏ကိုညီမှုဖြင့်ကိုထိုးမြင့်လုပ်ငန်းများအစဉ်ပြေဝင်တဲ့သွားသည်မှာအစပြုကသူတို့နှစ်ဦးတကယ့်ငယ်ပေါင်းကြီးပေါ်တွေလိုရှိခင်ရင်းနှီးသွားခဲ့ကြသည်တဦးနှင့်တဦးပြောမနာဆိုမနာတိုင်ပင်ပေါ်တိုင်ပင်ဘက်တွေဖြစ်ခဲ့ကြသလိုသူ့အဖွဲ့နှင့်ကိုအဖွဲ့ကလည်းဟိုဘက်ဒီဘက်ဝင်ထွက်သွားလာကိုလူဆက်နွယ်မိသားစုတစ်ဖွဲ့အတူနေထိုင်ခဲ့ကြသူတွေယနေ့တော့ကိုထိုးမြင့်တယောက်အားလုံးကိုနှုတ်ဆက်ခါကြောခိုင်းထွက်ခွာသွားခဲ့ပါလိမ့်မည် မီအိုဗလာလက်ဖက်ရည်ဆိုင်ကလေးပြောင်းဖွင့်ရန်ဟူ၍ရေနံလောကကိုတန်ရောစဉ်ဖြတ်တောက်သွားခဲ့ပါလိမ့်မည်။သူနှင့်အတူရေနံမော်ကပြေးလိုက်သည့်တဘာဝသင်္ကန်းစာအမျိုးမျိုးဒို့ဒီမဟုတ်မိဆန်းကရသောဘဝအရသာမျိုးမျိုးကမမေ့နိုင်တရားထက်ကြမကွာလိုက်ပါသွားပေလိမ့်မည်။ကိုမောင်ကြီးကတက်ပြင်းတစ်ချက်ချလိုက်သည်။နောက်ဆုံးတော့ရင်းနှင်းသူများကပွဲမီပေးခဲ့ကြသလိုမော်ကြာကြီးအဖြစ်နဲ့ မိမိသားလျင် မော်ထဲမှာတဝဲလေလေကြံ့ရစ်ခဲ့ပါမိကောဟုလည်းအတွေးဆက်လိုက်မိလေသည်ထို့သောတွေးမိပြန်တော့မရှိသည့်စိတ်ကရင်ထဲမှာအလိုလိုပေါ်လာသည်မော်ကြကြီးတဲ့ခေါ်ကြပါစေဒီလိုခေါ်သည့်အတွက်သူစိတ်မဆိုးပါအမှန်တကယ်လည်းမိမိအဖြစ်ကရက်ကိုလာစားလကိုနှစ်စားဆိုသလိုမော်ထဲမှာအကြာကြီးကြာခဲ့သူမဟုတ်ပါလားမပြန်ဖြစ်ခဲ့သောကိုယ်စားသည့်ကိုယ့်ရက်ရွာနှင့် အဝေးကြီးဝေးပြီးအစိမ်းကြီးစိမ်းခဲ့လေသူမဟုတ်သလား။အော်အများတကားတွေကိုရွာကိုပြန်ကြတာမြင်ရသည့်အခါတိုင်းကိုမောင်ကျိုင်စိတ်ထဲမှာလဲရွာကိုလွမ်းသောစိတ်ရွာကိုပြန်ကျင်သောစိတ်များအများအနည်းတူပေါ်လာတာကလားပဲ။တို့ညာလေယူတစ်ချက်ကဖြတ်အတိုင်းတဟကိုင်းချောက်ကလေးတစ်ခုကသူ့ပောင်ပေါ်ကျွေအကြ။အန်ကိုင်းဆိုသလိုကိုမောင်ကျိုင်အတွေ့အကြများကအဝေးတနေရာသို့ ဖြတ်ခနဲခုံရောက်သွားလေ၏။မောင်ကြံရဲ့နေမသွားပါနဲ့လားဟာဒီမှာလဲအလောက်အကင်တွေက ရှိနေတာဥစ္စာပဲ။ရှိပေမဲ့ဒီကအလောက်တွေကဘဝမပြောင်းနိုင်ဘူးဟာထားနှွေရေ။ငါအခုသွားမယ့်အလောက်ကမှတစ်ချက်ထဲနဲ့လူတလုံးသူတလုံးပြောင်းသွားနိုင်တာ။ဒါမှနေကုန်သူများတဲ့တအောင်ထားနိုင်မှာ။အိုးဒါတွေမလိုပါဘူး။ငါကပကာဒနာကိုမတ်တဲ့မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာနင်သိရပါပဲ။ ိပါရဲ့ဟာဒါပေမဲ့သူများတွေပြောတာဆိုတာကိုငါမခံချင်ဘူးထားမယ်ငါမခံချင်ဘူးငါစိတ်ကိုနင်းသိပါရဲ့ဟာရှစ်သူမျက်နှာညှိုးတာကိုပြန်မြင်ရလေတော့မောင်ကြိုင်စိတ်မကောင်းသို့ပေမဲ့ဆုံးဖြတ်ပြီးသားကိုတော့ဘလို့မှပြန်မပြင်နိုင်ပြင်လို့လည်းမဖြစ်ထားနယ်နားလဲအောင်သာအတက်နိုင်ဆုံးရှင်းပြနေရသည်ဒါနဲ့နင်းအခုသွားမဲ့ရေနံမောဆိုတာက တို့ရွာကနေဆိုအခွေးကြီးတွားရမှာပေါ့နော်ဟုတ်တယ်ထားနွယ်မင်းဘုဘတ်မှာဒါပေမဲ့အခုခေတ်မှာလမ်းတွေကကောင်းနေပါပြီဟာအလွန်ဆုံးတွားရလားနှစ်ညအိတ်ပေါ့တွားရလာရတာဘာမှမခက်ခဲပါဘူးတဲ့အနောက်ရွာကထောပြီးပြန်လာတဲ့ကိုကျော်ဆန်းကြီးကငါအကုန်လုံးမေးထားပြီးပါပြီဟာအင်းလေတားမရတော့ဘူးဆိုတော့လေတွားပေါ့ဟာကျမ်းမာရေးကိုယ်တိုင်ကယူဆိုင်ပါနော်ပြီးတော့ငါ ငါစီနဲ့ဆံမမှန်ရေးပေါ်ဟာဒီစကားတွေကနောက်ဆုံးပိတ်ပြောခဲ့သည့်ပြောခဲ့ရသည့်စကားမဟာမျောလင်းချက်ခရီးအတွက်နောက်ဆုံးနှုတ်ဆက်ခဲ့ရသည့်စကားယာဒီကစောင်းနှောင်းကာလာ နေရကပတိန်ရန်ကုန်ကားလမ်းမကြီးပေးတနေရရှောက်စုအမည်ရှိသူတို့ရွာကြီးဤတာလာရန်ဇရက်အနီးမှာလက်ပံပေးကြီးအောက်မှာလက်ပံပွင့်ကလေးတွေကရဲကနေဝဲကနေလွင့်အကျွေး ထားຫນွယ်ကသူ့လက်ကလေးကိုမြှောက်အပြာဘိုးကနေစောက်ထွက်လိုက်သောကားပေါ်မှာအန်ကိုကြိတ်၍စိတ်ကိုတင်းကသူ့လိုက်ပါလာခဲ့ရသည်တကယ်တော့ထားຫນွယ်ကိုသူရှစ်ပါသည်ဖြစ်နိုင်လျင်ထားຫນွယ်အပားမှာတဖောအားမမခွာဘဲအတူနေခြင်းပါသည်တသက်မှာတစ်ခါသာချစ်ခဲ့ဘူးသောသူ့နှလုံးသားကိုထားຫນွယ်နဲ့တလက်မအမြဝေးကွာမသွားစေလိုပါထားຫນွယ်ကိုတို့အထင်ကြီးထားတာ မောင်ကြိုင်လိုကောင်မျိုးကိုရွေးလိုက်တာအံ့ပါရဲ့တော့အိုတလုံးတစ်ခေါင်ကျွတ်ဆွေမရှိမျိုးမရှိကိုသူ့မို့လို့ကြိုက်เสียချာပါတော့မောင်ကြိုင်ကရုပ်ကလေးတော့အရှိတာအဲ့ဒီရုပ်ကလေးမတ်တာနေမှာပေါ့တော့အိုအေးရုပ်ကပြုတ်စားလို့ရတာမှတ်လို့တကယ်ဆိုပွဲသားကြီးဥထွန်းတာရဲ့တာကျော်မောင်ကလည်းသူ့ကိုပိုးနေတာပဲအရှိအမြင့်ရှိတဲ့သူကိုမရွေးပဲနဲ့တမိပေါက်တယောက်ထုံးဆိုတာဒါကိုပြောတာနေမှာ သူ့အမတွေအားလုံးတူတူတန်တန်တွေနဲ့ကြည်ရကုန်တာသူကတော့မွေးခြင်းနဲ့ခွေးမှုပြာပုံတို့တာနေမှာပေါ့တော့အင်းမောင်ကြိုင်ကူတာယူတို့ကတော့ဒီကောင်မကောက်ဆိုင်သမားဖြစ်ဖို့တာပြင်တာသူ့အမေဒေါ်အောင်ကလည်းတခါတည်းပြောထားပြီးသားမောင်ကြိုင်နဲ့တာဆိုရင်တေကန်းပြတ်ပဲတဲ့သူ့ရင်ကိုနာကျင်စေသောစကားများဖြစ်ပါသည်ဒီလိုရုပ်ဝိတုအရှိကံပကာသနပေတံတွေနဲ့အတိုင်းခံခဲ့ရလေသည့်အခါတိုင်း သူ့မှာမခံကြည့်မခံတာဖြစ်ခဲ့ရစမြင်အနေနဲ့အများဆိုသလိုအားငယ်စိတ်တိမ်ငယ်စိတ်တွေဝင်ခဲ့ရစမြင်ဒီဘာမှာသူတို့အချက်ချင်းကိုလိုလိုလားလားနှစ်သက်ထောက်ခံသူဆို၍ထားနွယ်ဤအမတော်ဝံခွဲမြဆိုင်တယောက်သာရှိလိမ့်မည်ထင်သည်ဘာမှအားမငယ်နဲ့မောင်းကြိုင်စိတ်ရဲတယ်ဆိုတာအပင်ဆိုင်တာမှမဟုတ်ပဲကြိုးစားရင်တနေ့ချမ်းသာလာနိုင်တာပဲလူလောကမှာအထီးကအရေးကြီးတာက ရိုးကုန်ရှိဖို့ပဲဟေ။နေတော့နှစ်ယောက်အတွက်ငါဘာမဆိုကိုကြီးမယ်။မြတ်ဆိုင်ဤအားပေးစကား။အမောင်းတဲကအလင်းတပွင်။တမောင်းဦးတဲကတကားရည်တစက်။သူ့ကိုအားတက်စေသောစကားများဖြစ်ပါသည်။လက်တွဲတွင်လည်းမြတ်ဆိုင်ကအဆသအရာရာသူတို့နှစ်ဦးဘက်မှရက်တည်ပေးခဲ့သည်။မကြပါ။ပေါင်ကြရတဲ့မျောလင့်ချက်လာမင်းကြီးဘဝ၏အလင်းရောင်များကိုဖြန့်ဖြူးပေးမည်သူတို့အူကထပ်မံ၍ရောက်ရှိလာပြန်ပါသည်။ သူကတခဏအတွင်းမှာပင်အေးကွန်လဲလိုက်တယ်လို့ဘဝပြောင်းကကြီးပွားတိုးတက်လာနေသူအနောက်ဘက်ရွာကကိုကျော်ဆန်းကြီး။ဘောင်ချန်ရတကယ်ဝမ်းသာတရားကြီးပါကွာ။မင်းတို့ငါတို့ အောက်ပြီးအောက်ရွာမှာလာဘာမှမသိကြတာ။အညာတခွင်မှာလူတွေကတယုံယုံနဲ့ရေနံတူးနေလိုက်ကြတာကွာ။တချို့ဆိုနေချင်းညာချင်းချမ်းသာတွားလိုက်ကြတာများ။ဂျုံနိုင်တရားတော်မရှိဘူး။ငါတော့အရောက်နောက်ကျသွားလို့ဒီလောက်ပဲရခဲ့ရတာ။ ။နှုတ်မဟုတ်ရင်ဒီထက်ဘယ်ကလိမ့်မလဲကွာ။တို့ဖြင့်ရေနံမော်ကိုတကယ်နှစ်ဖူးတွေ့ဒူးတွေ့တွေ့ခဲ့ရတော့ကိုကျော်ဆန်းကြီးပြောတာမဲတောင်နေသေးသည်ဟုမောင်ကြိုင်ထင်မိသည်။ထိုဒေသ၌လူတိုင်းလိုလိုရေနံမရေနံဖြစ်နေကြသည်။ချမ်းသာသူလည်းရေနံတူးကြသည်။စင်ရဲသူလည်းရေနံတူးကြသည်။ရာသမာရှောင်းသမာလက်လုံလက်စားတွေပါမကြံရေနံတူးကြသည် ဟိုလိုပါဇက်ဖျားမှလည်းရေနံအကြောင်းဒီလိုပါဇက်ဖျားမှလည်းရေနံအကြောင်းသာပြောနေဆိုနေကြသည်တော်ရော်မျိုးပါမကြမ်းလူတွေတလှုပ်လှုပ်တရွရွနဲ့ရေနံအတွက်သာလုံးပန်းနေကြသည်ရေနံမော်တွေကဟိုနားကပေါ်ဒီနားကပေါ်ပေါ်လာသမျှရေနံမော်တိုင်းလိုလိုမိုးကလည်းနေနေပြပြတွေရေနံတူးစဉ်ထိုးထိုးထောင်ထောင်တွေကအချိုချိုပေါ်လာသည်တတိန်တိန်တကွာကွာနဲ့ထုတ်တန်နှက်တန်တွေ တောအောအောတတော်တော်နဲ့ဒူတန်ဒူတန်တွေကမှော်ရိုးတခြားပွက်ပွက်ကိုညံလို့နေသည်ကျင်းထောင်းသူကထောင်းပေပါလှိမ့်သူကလည်းပေပါတွေကိုကားပေါ်တင်သူကတင်းဖြင့်ချုပ်ချက်ခန့်နေသည် ရေနံမော်ကိုအမိပြုတ်ကဈေးတန်းကြီးတွေပါ တခန်းနဲ့ပေါ်လာပြန်သည်ဈေးတန်းရှိကလမ်းတွေပေါ်မှာရေနံညိုညိုမဲမဲပေးကြနေသူတွေရောတောက်တောက်ပြောင်ပြောင်ဝတ်စားသူတွေပါလုံးထွေးပြီးတွာလာနေကြသည်လုံငန်းအကြောင်းပြောဆိုနေကြသူတွေ ကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားသူတွေငွေဆက်ကိုရေတွက်နေသူတွေကိုနေရာတိုင်းလိုလိုမှာတွေ့နေရသည်ကားတွေဆိုင်ကယ်တွေပေါ်မှာလည်းတပေါ်ပေါ်တတီတီနဲ့ဟွန်းတန်ပေးကဝင်လိုက်ထွက်လိုက်နဲ့ပြာပန်းခမ်းမြစီကားနေသည်ဘယ်နေရာကိုကြည့်လိုက်ကြည့်လိုက်ဟိုနားမှာလည်းတယုံယုံဒီနားမှာလည်းတယုံယုံပို့လိုက်တဲ့ငွေတွေငွေတွေမောင်ကြိုက်တဲ့တခါမှမမြင်ဘူးသောငွေတွေကို ဒီကြမှာမြင်ဘူးတော့ဒီငွေတွေကိုမြင်ရပြန်တော့သူ့မှာဝမ်းတာလိုက်ရသည့်ဖြစ်ချင်းအခုနေများဒီငွေတွေရပြီးရွာပြန်ကထားနှွယ်နဲ့မင်္ဂလာဆောင်လိုက်ရရင်ဘူး၍စိတ်ကူးတောင်ရင်လိုက်မိသေးသည်သို့တော့လက်တွေကြတော့မိမိဘဝကတကယ်ကိုတစ်ကဆရသူသူများရင်နံကျင်းမှာကျင်းသားအဖြစ်နဲ့စပြီးအလုတ်ဝင်ခဲ့ရသူဒီလိုနဲ့အလုတ်ကိုလှုပ်လဲလို့တင်လဲတင်ရင် တစားတစားရေနံမော်တာဖြစ်မှန်းမသိဖြစ်ခဲ့ရသည်မိတို့ဆိုသည်ရွာမှာနဲ့စားလျင်ဒီကအများကြီးတာသည်ဒီမော်ထဲမှာအပြင်းဆုံးဆိုသည့်အလုပ်ကိုလုပ်ရသည်ဆိုသည်အိုရွာမှာတစ်နှစ်ပတ်လုံးလုပ်မှရသည်ဝင်ဝင်မျိုးကိုဒီမှာတလားနှစ်လားလောက်လုပ်ရုံနဲ့ရာသွားနိုင်သည်ပဲဒီတော့မောင်ကြိုင်မော်ကိုသဘောကျသည် မော်ကိုခင်သည် မော်ကိုအထင်ကြီးသည်ကြိုးစားလို့ကြိတ်ပြီးစုရင် မကြမီမောင်ကျိုင်ငွေအတော်တန်ကင်မိလာသည်ထို့ကြောင့်ကျင်းသားဘဝမှာတဆင့်တက်ရန်ပြင်သည် ကိုပိုင်ချင်းတူးရန်ပြင်သည်ဘဝတို့နှစ်ဦးသုံးဦးနှင့်အတူ အတူဆက်ခါလုပ်ငန်းစားဖြစ်ကြသည်ကိုပိုင်ချင်းတူးမိကမှတကယ်မလွယ်ကူသောအလုပ်ဖြစ်မှန်သိလာရသည်အခက်ခဲတွေတစ်ခုပြီးတစ်ခုကြုံရသည်အစဉ်ပြေသည့်အခါကနေပြီးအစဉ်မပြေသည့်အခါကများနေသည် လုပ်ငန်းတဘောလုပ်ငန်းအထာကိုတော့သူတော်တော်ကျဉ်ရက်နေပါပြီ။သို့တော်ဒီလုပ်ငန်းမျိုးကလုပ်ငန်းကျွမ်းကျင်ရုံနဲ့မပြီးသေး။ကန်တဲ့ဖို့ကလည်းလိုသေးသည်။အခုသူတို့နေပြည့်နေတီကလုပ်ငန်းကလေးချောချောချူချူဖြစ်နေပြန်တော့ကန်ကတိတ်မလိုက်ရှင်။စီကထင်တယ်လို့မရရှင်။တခါစီကြောကလေးကောင်းကောင်းထောက်မိမယ်ကြံကရှိသည်။လုပ်ငန်းကအဖို့အထင်နဲ့ကြုံရပြန်ကရက်နေရပြန်ပြီ။နားနေရပြန်ပြီ။ဒီလိုနဲ့လုံးလဲချပက်လိုက်နေသည်။ သို့သောဘဝရည်မှန်းချက်ကြည့်သူမောင်ချိုင်းအတွက်ဆွေးချော့လို့မဖြစ်သည်အခုလိုကြာမီဆွေးနေမိမှာတော့ဒိန်းနေနေမှာ နောက်ဆုံးလို့မဖြစ်ကြိုးစားပြီးရင်ကြိုးစားဆက်ခါဆက်ခါကြိုးစားဖို့သာရှိတော်သည်ဒီလိုနဲ့တခြင်းမကောင်းတခြင်းပြောင်းတမောမကောင်းတမောပြောင်းရင်အချိန်တွေကကုန်မန်းမသိကုန်လာသည်ကုန်ပါလေစီဒီအချိန်တွေကို မောင်ချိုင်းစောင့်ကြည့်မနေအားတဲကြီးမဲကြီးဆွဲခတ်ပြီးအလုံးလုံးနေမိတော့လုပ်ငန်းအပေါ်မှာသာ အာယုံဆုဆိုင်နေမိသည် လောဘ၏ခေါ်ရနောက်ကိုသာဒဇိုင်းမှန်မှန်လိုက်ပါနေမိသည်ဟောနောက်ဆုံးကြတော့တနေ့တလံပကံပဲပြေးမလဲဆိုသည့်စကားကမောင်ကျဲ့အတွက်ဖြစ်လာရပြီမဟုတ်တုံလို့မောင်အားဖြင့်သုံးပေါ်မြောက်ကျင်းအားဖြင့်၁၅ကျင်းတိတိပြေးမြောက်သည့်ချိန်မှာ မောင်ကျိုင်တယောက်လက်ခံမောင်းခန့်နိုင်ခဲ့လေပြီကြည်စမ်းမထင်ဘူးဆိုပြီးပြစ်ထားခဲ့သည့်နေရာကိုရန်တမ်းပြီးတူးကြည့်ကမှာ တကယ်အကျောကိုထောက်မိပြီးရလိုက်သည့်ရေနံစီတွေရချင်းပြန်တော့လဲဘယ်နဲ့ရမှမလုပ်လိုက်ရအောင်ပြီအောင်ပြီမောင်ကြိုင်တို့ပြောရပြီဒီတော့သူရချင်းသိငွေတွေကိုရပြီဆိုသည်နဲ့သူ့ကောင်းတဲ့သူပထမဆုံးဝင်လာသည့်အသည့်ကမိသည့်အကြောင်းအရာဖြစ်ဒီကိုမေးစရာလိုပါသေးတယ်လို့ထို့အတူမောင်ကြိုင်ပထမဆုံးလုပ်သည့်အလုပ်ကမိသည့်အလုပ်ဖြစ်ဒီကိုရောမေးစရာလိုပါအောင်ပြီလို့တိုက်တိုက်ဆိုင်ဆိုင်ပဲ လက်ပတ်အပွင့်နေကြွေသည့်အချိန်မှာပဲသူ့ရွာကိုပြန်ရောက်ဖြစ်သည်သူ့ကိုထားနယ်လိုက်ပို့ခဲ့သည့်ဇရက်ကလေးဘေးကလမ်းကလေးအတိုင်းရွာထဲသို့သူဝင်လာခဲ့သည်အပျော်စိတ်ကြောင့်သူ့ရှင်လန်းတွေကတွန့်မှန်းမသိတွန့်နေသည်ရွာထဲကိုရှေ့ကြမိပြီဆိုတော့သူ့ရင်တွေကအလိုလိုအခုံမြန်လာလေပြီမြားစိန်တို့အိမ်ရှိရောက်တော့ဝင်နှုတ်ဆက်အုံးမြေဟုသူ့လှမ်းဝင်လိုက်သည်ရှေ့တန်းချင်းအိမ်ရောက်ကတက်သားခုံတန်းကလေးပေါ်မှာထိုင်းနေသောမြားစိန်ကို အခန့်အင့်ပင်တွေ့ရသည်ဟေးမြဆိုင်မြဆိုင်အော်ပြေးဝင်လာတော့သူ့ကိုပထမတော့မြဆိုင်ကမမှတ်မိအသားတွေနေညိုပြီးရေနံရောင်ပေါက်နေတော့သူ့ကိုကြောင်ပြီးငေးကြည့်နေသေးသည် အနည်းတို့ရောက်မှဟဲနေမောင်မောင်မောင်ကြိုင်နော်အေးလေဟာငါ့ကိုတော့နေကမမှန်းမိတော့ဘူးလားဟာမြဆိုင်ရဒီတော့မှအံဩသော မျက်နှာတွင် အပြုံးရိပ်များကချက်တန်းလာသည် မြားဆိုင်လက်ထဲမှာနာသားအရွယ်ကလေးတယောက်ကိုပွေ့ချီထားသည်။မောင်ကျိုင်းကမြားဆိုင်နဲ့ကလေးကိုတလဲကြည့်ကြည့်ကပြောလိုက်သည်။အမေနေတော့အိမ်တော်နေပါလေကြပြီကလေးတော်ရနေပြီပေါ့။ဟုတ်လားမြားဆိုင်။အိုးမဟုတ်ပါဘူး။ရှက်သောမျက်နှာကိုမြားဆိုင်ကတစ်ဖက်သို့လှည့်လိုက်သည်။မောင်ကျိုင်းကတဟဲဟဲနဲ့ကျဲနေသည်။သို့တော်ကြကြတော့မရေလိုက်ရပါ။သူ့ဘက်ကိုပြန်လှည့်လာတော့မြားဆိုင်ဤ မျက်နာကတည်ကြည်လျက်အန်ကိုပါတစ်ချက်ကြိတ်လိုက်လေသည်ဒါဘယ်သူခလေးတို့ထင်တယ်လဲဟင်မောင်ကြိုင်တည်ဘူးလေဟာငါကကို့မှာပြန်လာတာပဲဒါဒါထားနယ်ရဲ့ခလေးဘာရဲ့မိုးကြိုးပြစ်တာတစ်ချက်ကို သူကြားလိုက်ရသည်ထို့နောက်သူတကောလုံးရုပ်ရှိပြီးကြောက်ရွံ့ဖြစ်သွားသည်မြဆိုင်ကအတန်တွင်တုံးနေသည်မင်း နေတတော်နေနိုင်နေတော့မောင်းကြိုင်၃လလားဆိုပြီးထွက်သွားလိုက်တာ အခု၃နှစ်ကျော်ခဲ့ပြီတိလားထားနယ်ကိုလည်းနေဘာမှ အဆက်အသွယ်မလုပ်ဘူးမြားဆိုင်ကြီးစကားတို့ကို ကြားရတဲ့ချက်မကြားရတဲ့ချက်ထားနယ်ကနေကိုအကြာကြီးစောင့်နေသေးတယ်တချို့ကလည်းမော်ထဲမှာနေသေးပြီလို့လို့ဘာလို့လို့ပြောကြတယ်မနေ့ကအမှသူကြော်မောင်နဲ့ယူလိုက်တာ စောစောကပဲခလေးကိုငါနဲ့ထားခဲ့ပြီးစဘာတဲဖို့သူကားနဲ့ထွက်သွားကြတာသူမျက်စိကိုစုံမိတ်လိုက်သည်သူ့ကောင်းထဲမှာမိုက်ခနဲ့မိုက်ခနဲ့ဖြစ်လာသည်သူတို့ကလုံးလဲပြို့မသွားအောင်မနှဲကြီးထိန်းထားရသည်မျက်စိကိုပြန်မေးလိုက်တော့သူ့အတန်ကငိုတန်ပါကြီးဒီဒီဒီအเจ้าနေဟာတကယ်ပဲလားယညစိတကယ်ပေါ့မောင်ကြီး ငါနေ့ကိုဘာကြောင့်မဟုတ်တာတွေပြောရမှာလဲရက်ဆက်လိုက်တာထားနဲ့ရာမရှိတင်ငယ်ရေရိုးခဲမိတော့နောက်ဆုံးစကယ်စုရပါဒီနောက်တော့မြားစိန်ရှေ့မှာရှားကနေလက်ထွက်လာခဲ့သည်မြားစိန်ကသူ့ကိုလှမ်းခေါ်လိုက်သလားမခေါ်ဘူးလားဆိုတာကို သူဘာမှမသိတော့ဘူးသူရွာမှာတညမှမအိပ်ဖြစ်ခဲ့ပါ ရွာမှာချက်ချင်းပြန်ထွက်လာခဲ့ပြီးကြုံရကားကိုကြည့်ကမော်တဲသူပြန်လာခဲ့သည် တခုတော့သူမှတ်မိသည်ရွာပြင်တုတ်တန်ကို ရောက်တော့သူ့အမေမြေပုံကိုထိုင်ကြတော့ရင်ရှိုက်ကြီးတငင်ငိုခဲ့မိသည်အမေအတွက်ငိုရသည်လားထားနယ်အတွက်ငိုရသည်လားဒူဒီမဟုတ်နှစ်ခုစလုံးအတွက်ပဲလားဒီလိုနဲ့မော်တဲမှာပဲနေမှန်းမသိနေလာလိုက်တာ အများကသူ့ကိုမော်ကြကြီးလို့ခေါ်ရတဲ့အထီအောင်ပါပဲကြားဆိုမောင်ကျိုင်းအဖြစ်ကနေကိုမောင်ကျိုင်းအဖြစ်တို့ပင်ပြောင်းနေခဲ့ရပြီ နောက်ထပ်ဦးမောင်ကြိုင်ဖြစ်သည့်အထိသူမှော်တဲမှာပဲဆက်ဖြစ်နေအောင်မလားဒါတော့သူမသိတော့ဘူးနှလုံးသားဒံယာချောင်းဟုဆိုရင်လေထိုဒံယာကဘယ်တော့မှကြက်ပါမည်လဲဒါလည်းသူမသိနိုင်ဘူးရဲမြတ်ထင်ဟုတ်ကဲ့ပါခင်ဗျာဆိုင်ရည်သူဆရာရဲမြတ်တင်ရေးသားတော်မော်ကြာမောင်ကြိုင်တို့အမိရတဲ့ဝတ္ထုတို့လေးကတော့ဒီတည်းမဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့ပါချင်းပေပေဝင်ရောက်နားဆင်အားဖြစ်ပြီးခဲ့ကြသူ ညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ